ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဝင်းမုံကတော့ရေကန်ကြီးတစ်ခုနားမှာသူ့နွားကြီးနဲ့တူတူထိုင်နေပါတယ်ပြီးတော့ရေကန်လေးကသူ့နွားလေးနဲ့စကားပြောနေပါတယ်ခွင့်လွတ်ပါမိညိုရဲ့ဒီညရာတီကြီးမှာ ငါမိဖြူတော့ငါရခမအိမ်ကိုခေါ်သွားလို့ရပေမဲ့နေ့တော့ခေါ်မသွားနိုင်လို့ခွန့်လွတ်ပါဟဲ့ပြီးတော့ဝင်းမောင်လည်းသူ့နွားလေးကိုရေကန်ထဲကနေပြီးခေါ်လိုက်ခါနေပူပူတိုင်းမှာပင်အင်ကိုပြန်လာခဲ့ပါတယ်ဒီခါသူ့အမေကသူ့ကိုရှင်းပြတယ်လို့မျိုးပြောလိုက်ပါတယ်အော်တမီးရဲ့မင်းကလေးတိုင်းကမြို့ပေါ်လူတွေနဲ့လက်ထပ်ချင်းကြလို့အိမ်မက်မက်နေကြတယ်သူများတွေအိမ်မက်မက်ကြတယ်လို့မျိုးငါတမီးကလည်းမြို့ပေါ်ကလူနဲ့လက်ထပ်ရမှာ哦နေကသူတို့မြို့ပေါ်ခေါ်သွားမလို့လားဟဲ့အမေကလည်း ။တမင်းမျိုးပေါ်သွားဖို့အစောရဝါသနာမပါပါဘူးဆိုပြီးတော့တမင်းမျိုးပေါ်သွားနေရမှာဆိုတော့မိညိုလည်းထားခဲ့ရမှာ။မိဖြူတော့တမင်းမထားခဲ့ချင်မို့။ဒီလိုမျိုးဝိမုံကပြောနေတာမဟုတ်သူ့အမိလည်းဘာမှမပြောနိုင်မဖြစ်နေပါရဲ့။ဒီလိုနဲ့အချင်းတွေကြာလာခဲ့ပြီးတိတ်မကြခင်ပါပဲ။ဝိမုံလည်းလက်ထပ်လိုက်ပါတော့တယ်။လက်ထပ်ပွဲပြီးကြတဲ့အခါမှာတော့တမ္မာကဝိမုံနားမှာရှိနေတဲ့နွားကြီးကိုကြည့်ပြီးမေးလိုက်ပါရဲ့။အမေအမေကဘလို့ချွေးမမျိုးရှာထားတာလဲ။ မင်္ဂလာပွဲကိုနွားကြီးကိုလည်းခေါ်လာသေးတယ်။ပြီးတော့အဲ့ဒီနွားကိုမြို့ပေါ်ထိပါခေါ်လာအောင်မလားမသိဘူး။အော်သူ့ဘာသာသူသူ့နွားကိုချစ်လို့ခေါ်လာတာပဲလေ။ငါတို့ခစ်တော့ဆိုလေလက်ဖွဲ့ဖြစ်နေနွားတွေကိုတကူးတကတောင်ခေါ်လာကြတာ။သူခေါ်လာတော့လည်းဘာဖြစ်သေးလဲ။ငါတို့အိမ်အပြင်ဖက်မှာနွားထားဖို့နေရာတသေးလေးလှုပ်ပေးလိုက်ရပါတယ်။ရွာသူဖြစ်ပြီးနွားပါခေါ်လာတဲ့ရွာသူရောင်မကိုကြည့်ပြီးတော့တက်မကမျက်နှာကြီးရှုံ့မိနေပါလေ။ပြီးတော့တဲ့အခါမှာတော့ဝင်းမုံလေးသူ့ရောက်ခမရီနဲ့အတူတူလိုက်လာခဲ့ပြီး ိမ်ရောက်တဲ့အခါမှာတော့အင်းရှိမှရှိတဲ့ရေကူးကန်ကြီးစီကိုကြည့်မိသွားခဲ့ပါတယ်။ဟာဒီမှာရေကန်ရှိရပဲ။ရွာရေကန်ကြီးလောက်တော့မကြီးပါနဲ့။ရေကန်ရှိတာကောင်းလိုက်တာ။အထက်ကရေလေးတွေကလည်းကြီးကြီးနေရပဲ။အခုဒီရေကန်ပဲရွာရေကန်ကြီးလို့တတ်မှတ်ပြီးတော့ငါမိဖြူလေးနဲ့တူတူရေချိုးရမယ်။ဒီကုကံကိုမြင်လိုက်မှဝိမုံလေးမျက်နှာမှာပြုံးနေဖြစ်လာပြီးနောက်နေ့မနက်မှာတော့တမိသားစုလုံးအိမ်နေတော့မှာပဲမနက်၄နာရီလောက်ကြီးထပြီးတော့ ဝင်းမုံဟာသူ့နွားကြီးကိုရေကူးကန်ထဲမှာရေးဆော့ခိုင်းကြပါတယ်။ဟဲ့မိဖြူရေဒီမှာတောင်ရေကူးကန်ဆိုလားပဲခေါ်တာဟာဒါကလေရွာရေကန်တွေလောက်တော့မကြီးပင်မဲ့နေအေးအေးဆေးဆေးစိတ်ကြိုက်တော့ရေကူးလို့ရပါတယ်။ဝင်းမုံလည်းနွားလေးနဲ့အတူတူစကားတွေပြောနေတယ်လို့မျိုးနွားလေးဟာလည်းသူ့ကိုစကားတွေပြန်ပြောနေပါတယ်။မနေ့စောစောနွားတန်ကြောင်တတ်မလေးနိုးလာပြီးအပြင်ထွက်လာတဲ့အခါမှာနွားကိုရေကန်ထဲမှာရေချိုးပေးနေတဲ့ဝင်းမုံကိုတွေ့လိုက်ရပါတော့တယ်။ နင့်ပါရီလုံနေဟာလဲနင်ရမြရရဆဆရေကူးကန်နဲ့လာပြီးနင့်နွားကိုရေချိုးပေးနေတယ်ပေါ့လေနင့်ရေကူးကန်တစ်ခုလုံးညစ်ပန့်အောင်လောက်ပြစ်လိုက်တာပဲဟမ်အမကလဲပါရီတလောက်တောင်စိတ်တူနေရလဲဒီလိုပဲရွာမှာလဲကျမမိဖြူလေးကိုဒီလိုရေကန်ကြီးထဲမှာရေချိုးပေးနေကြအဲ့ဒါကြောင့်ချိုးပေးလိုက်တာပါဟဲ့အဲ့ဒါနင်တို့ရွာရေကန်ဒါမြို့ပေါ်အစင်းမြစ်ရေကူးကန်ဟဲ့နားလေလားအခုနှစ်နွားကိုဒီကန်ထဲနဲ့အမြန်ထုတ်လိုက်စမ်းပါ။နင်လှုပ်လှုပ်ရေကူးကန်ကြီးတစ်ခုလုံးလိုက်ညှက်ပတ်နေပြီ။ တက်မာစကားတွေကြောင့်ဝင်းမုံလေးစိတ်မကောင်းဖြစ်သွားပြီးသူ့နွားလေးကိုရေကူးကန်လေးကနေခေါ်ထုတ်ကနွားလေးကိုသူ့နေရာမှာကျူးနေသွားချီထားလိုက်ပါတယ်။ပြီးတော့အခန်းလေးသွားကသူ့ရွာကိုတတိယနေပါတယ်။ကျောင်းမှာသူဟာသူ့တငယ်ချင်းတွေနဲ့အတူသူ့နွားတွေကိုကန်ကြီးထဲမှာရေချိုးပေးပြီးကျွာလေးကမြို့သမီးတွေအားလုံးကလည်းအဲ့ဒီကန်ထဲမှာပဲရေချိုးကြပါတယ်။ငါအိမ်မှာရေပနခါချိုးချိုးလုံးဝမပြောဟဲ။ငါဒီရေကန်ကြီးမှာငါနွားလေးတွေနဲ့ရေချိုးရတာပဲပြောတာ။အော်ငါလည်းအဲ့လိုပဲ။ မိညိုနဲ့မိဖြူနဲ့ရေအတူတူမချိုးရမနေနိုင်လို့လေသူတို့နဲ့တီကိုလိုက်လာပြီးတော့ကိုချိုးတာအဲ့ဒါကြောင့်နောက်ပိုင်းအိမ်မှာတော့မချိုးဖြစ်တော့တာတိသားပဲနင်နစ်နွားတွေကိုဘလောက်တဲတဲလှုပ်ချစ်လဲဆိုတာဒီလိုမျိုးတငယ်ချင်းတွေနဲ့ပြောခဲ့တဲ့စကားတွေကိုကြားရောင်ရင်းနဲ့ဝမ်းမုံလေးဝမ်းနေလာပါတော့တယ်ပြီးတော့ငိုရင်းကပြောနေပါတယ်ငါငါမိညိုလေးကိုလည်းအတူတူခေါ်လာနိုင်ကောင်းပါပဲဒါဆိုငါသူတို့စီကပြောခံလဲအလောက်ဝမ်းနေနေမှာမဟုတ်ဘူးငါနွားလေးတွေနဲ့အတူတူရှိရလို့ ဒီလိုပြောပြီးသူလည်းရေချိုးပြီးတော့အမြန်ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ပြီးအားလုံးထမင်းဟင်းတွေချက်ပေးလိုက်ပါတယ်။သူချက်ကျွေးတဲ့ထမင်းဟင်းတွေကိုတော့တိမ်လုံးနဲ့ရန်ကိုချီးကျူးနေကြပြီးညနေပိုင်းရောက်တဲ့အခါမှာတော့တပ်မလေးရေကူးကန်ရှင်းလင်းပေးဖို့အတွက်အလုသမားတွေကိုခေါ်လိုက်ပါတယ်။ရေကူးကန်ကတော့တော်တော်ညစ်ပတ်နေတာပဲ။ဒါ့အတန်ရှင်းဖို့ပတ်စံ၃သိန်းတော့ကုန်ပါမယ်။ဘလို့၃သိန်းဟုတ်လား။ရှင်ကူးကန်လေးတန်ရှင်းလောက်တာကိုအဲ့လောက်တော့မကုံပါအကူရဲ့အရင်ကကျမခေါ်ပြီးတန်ရှင်းလောက်ခိုင်းတဲ့သူဆိုရင်လေ တသိန်းခွဲလောက်ပဲပေးရတာနင်မြင်လားဂျေကူးကန်တန်ရှင်းလုပ်ဖို့ဘလောက်တောင်ကုန်ကြလဲဆိုတာပြီးတော့ရှင်လည်းတသိန်းခွဲနဲ့လှုပ်ပေးနိုင်လှုပ်ပေးပါမလှုပ်ပေးနိုင်ပါဘူးဒီလိုပြောပြီးအဲ့ဒီလူလေးပြန်သွားကတမ္မာကလည်းအိနှေးကို ပြန်ဝင်သွားခဲ့ပါတယ်ဒါရီကုံမြင်ပြီးဝင်းမုံကတော့တော်တော်လေးကိုစိတ်မကောင်းဖြစ်ခဲ့ပါတယ်ဒီဂျေကူးကန်ကငါကြောင့်ညစ်ပတ်သွားတာဆိုတော့ငါပဲတန်ရှင်းပြန်လှုပ်လိုက်ပါမယ် သူရောက်မှစိတ်ဆိုးနေတာပြည်သွားစေဖို့နဲ့ပဆက်မကုံစေဖို့အတွက်ဝတ်မုံနဲ့ brush တွေတပြက်စီးတွေအဲ့ဒါတွေကိုယူပြီးရေကူးကန်လေးကိုကိုယ်တိုင်ဆင်းပြီးတော့သူ့ကြောင့်ကျနေတဲ့အမှိုက်တွေဘာတွေကိုအကုန်လုံးတန်ရှင်းရေးလုပ်လိုက်ပါလေခဏကြာမှတော့ဒိုနီတို့တမိသားစုလုံးပြင်ကိုထွက်လာတဲ့အခါမှာဝတ်မုံရေကူးကန်တန်ရှင်းရေးလုပ်နေတာကိုတွေ့လိုက်ကြရတာမို့ဟဲ့ချွေးမလေးနေဘာတွေလုပ်နေရလဲအမေဒီရေကူးကန်ကကျမကြောင့်ညစ်ပတ်သွားတာမဟုတ်ပါကျမမိဖြူဒီထဲမှာရေချိုးပေးမိတယ် ဲ့ဒါကြောင့်ကျမဒီရေကူးကန်ကိုပြန်ပြီးတော့တန်ရှင်းလုပ်ပေးနေရပါချွေးမကြီးနင်တန်ရှင်းရေလုပ်နေစရာမလိုပါဘူးဒီလိုရေကူးကန်အဲ့လိုတန်ရှင်းရေလုပ်လို့လဲတန်ရှင်းမတော်ဘူးနင်တော့ပါဒီဟာကငါတို့လူခေါ်ပြီးလုပ်ခိုင်းနိုင်မယ်တကယ်အမေရအမတော်တော်တုံးတာပဲအဲ့ဒါကြောင့်အမကြီးကစိတ်မရှိရပေါ့။ तू ကဒီလိုလှုပ်ရက်တွေလှုပ်နေမှတော့ဘသူကအဆင်ပြေတော့မှာလဲ။နင်းဤစကားကြောင့်ဝင်းမုံလိန်ထပ်ပြီးစိတ်မကောင်းဖြစ်ခဲ့ပြန်ပါတယ်။ ပြီးတော့သူ့ရောက်ကချင်းရောက်ခမတွေလည်းပြုံးနေတာမို့ရေကူးကန်လေးကနေထွက်လာခဲ့ပါတယ်။ပြီးမှလူခေါ်ပြီးတန်ရှင်းခန့်လိုက်တာမို့ရေကူးကန်ကတန်ရှင်းသွားပါတော့တယ်။ဒီလိုနဲ့တည့်ရမှာတော့တပ်မလေးခေါင်းတွေနာလာခဲ့ပါတယ်။ဒါကြောင့်သူလည်းဘာအလုပ်မှမလုပ်နိုင်ပေဖြစ်နေပါတယ်။အာအမလေးအမလေးငါခါနာလိုက်တာ။အမလေးဘာဖြစ်တာပါလဲ။အာအမကြီးခါရဲကတော်တော်နားနေရလား။ဒါဆိုအလုပ်တွေမလုပ်နဲ့တော့လေ။အခန်းထဲသွားနေလိုက် ကျမအမခါကိုစီးလင်းပေးမယ်။ပြီးနားနေလိုက်ပေါ့။အမတက်တာတဲ့ထိနေလိုက်နော်။အိမ်လုပ်တွေကိုကျမလုပ်လိုက်ပါမယ်။ဒီလိုပြောကဝမုံနဲ့တက်မောင်ကိုအခန်းထဲခေါ်တော့ပြီးခါကိုစီးရီလင်းကနှိမ့်နေပြလိုက်ပါရယ်။ပြီးတော့တက်မောင်ကိုနားခိုင်းထားပြီးတော့အိမ်လုပ်တွေကိုတော့ဝမုံတယောက်ထဲအကုန်လုံးလုပ်နေပါရယ်။ဒီလိုနဲ့ပဲအချင်းတွေကြာလာခဲ့ပြီးတည့်ရမှာတော့ဝမုံနဲ့အိမ်ထဲကဝတ်တွေကိုယူလာပြီးတော့ဒီကုကံပေးမှထိုင်ရှုံနေပါရယ်။ဒီခါမှာပဲနှင်းဤဟာအပြင်ကိုထွက်လာပြီး သူ့ရောင်းမဖြစ်သူရေကူးကဲနားမှာဝိရှုံနေတာကိုမြင်ပြီးတော့တိန်လုံးကိုခေါ်ပြီးပြလိုက်ပါတယ်ပြီးတော့ပြောလိုက်ပါတော့တယ်မြင်လားအမေတို့ချွေးမှာဘလောက်တုံးလဲဆိုတာရေကူးကဲပေးမှာအဝိရှော်နေရတယ်လို့တကယ်ပါဝတ်မောင်ရဲ့နင်ပါလို့အလောက်တာမှစဉ်းစားညံမရှိရတာလဲနင်ကငါအမြဲတမ်းအဝတ်တွေကိုရှော်ဆက်နဲ့ရှော်နေတာမမြင်လို့လားယင်နင်ကတလောက်ရာသီဥတုကြီးပူနေတာကိုဒီနားမှာလာပြီးရေကူးကဲမှာအဝိရှော်နေရတယ်လို့ဟဲအမရဲ့ကျမမအဝိရှော်ဆက်သုံးနည်းကိုမသိရား ပြီးတော့ကျမတို့ရွာမှာဆိုရင်လေအားလုံးချောင်းထဲမှာဒီလိုပဲအဝတ်လျှော်ကြတာပြီးတော့ဒီတနာဆရာရေကူးကန်လေးကလည်းအမြဲတည်တိုင်းရှိနေရတာဆိုတော့ကျမလည်းသူ့ကိုအသုံးချပြီးအဝတ်လျှော်ကြည့်မယ်လို့တွေးမိလို့အဲ့ဒါကြောင့်ဒီနားမှာလာလျှော်တာပါချွေးမလေးဒါရွာရေကန်မဟုတ်ဘူးဟဲ့အလှလှုပ်ထားတဲ့ရေကူးကန်ဒီထဲမှာအဝတ်လျှော်ရတာမဟုတ်ဘူးရေကူးရတာတောင်နေရတော့အဝတ်တွေကိုလာလျှော်နေတယ်ဟဟလားဒီလိုနဲ့ဒေါနီလေးတော်တော်လေးကိုဒေါသထွက်သွားပြီး တမ်မာနဲ့နှင်းဤတို့ကတော့သူ့ကိုဝိုင်းလောင်နေကြပါတယ်။ဒါကြောင့်ဝင်းမုံလေးဝဲနေသွားပါတော့တယ်။တည့်ရမာတော့မောင်ထီလေးရေချိုးကိုကိုအိမ်ထဲမှာရေမလားလို့စိတ်ညစ်နေပါတယ်။ဒါကြောင့်ဝင်းမုံဟာရေကူးကန်လေးကရေတွေကိုခတ်ပြီးတော့ရေချိုးကိုဖြည့်ပေးထားလိုက်ပါတယ်။ရှင်သွားဖို့နောက်ကျနေပြီမလား။ရေရေသွားချိုးတော့ရပြီ။ကျမရေချိုးကန်ထဲမှာရေဖြည့်ပေးထားတယ်။အိမ်မှာရေတစ်စက်တောင်မလာတော့ဘူး။မင်းကရေအပြည့်ဖြည့်ထားတယ်ဟုတ်လား။ထားပါလေ။ငါသွားပြီးရေချိုးလောင်မယ်။ငါလူသွားဖို့နောက်ကျနေပြီမဟုတ်လို့။ မောင်ထင်းလေးဝုံမုံကိုဘာမှရှိရှိဝဲဝဲမေးမနေတော့ဘဲရေချိုးပြီးတော့ရုံတော့ဖို့လုပ်လိုက်ပါလေအိမ်မှာရေမရှိတာကြောင့်ဒွန်ဒီလိန်တော့ကရောက်နေရင်သူ့သားကရေချိုးပြီးရုံတော့တော့မလို့လုပ်နေတာမို့သူ့လိန်အံ့ဩပြီးတော့မေးလိုက်ပါလေတားရေအိမ်မှာရေမရှိတာ哦မင်းကဘလို့လုပ်ပြီးရေချိုးပြီးသွားတာတော့အိမ်မှာရေမရှိပေမဲ့အိမ်ရှိမှာတကံလုံးကြီးရှိနေတာပဲ哦အဲ့ဒါကြောင့်ကျမရေကူးကန်ရေတွေခတ်ပြီးတော့သူ့ရေချိုးဖို့ထည့်ပေးထားလိုက်တာလေဘလူး တောင်းဆိုငါချိုးလိုက်တာရေကူးကန်ရေတွေလားမင်းဘလို့လုံးလိုက်တာလဲရေကူးကန်ထဲရေတွေကိုအဲ့လိုခန့်လိုက်ထုတ်လိုက်လုံးမတော့အကုန်ညစ်ပတ်ကုန်ပြီပေါ့ဒီရေကန်ပြန်ပြီးတန်ရှင်းရေလုပ်ဖို့ဆိုတာဘလောက်အချိန်ပေးရလဲသိလားမင်းအဲ့ဒါကိုဒီရရေတွေခတ်ပြီးတော့ငါ့ကိုချိုးခိုင်းနေပေါ့လေအမေအခုတော့ตาလေးဆင်းညစ်လာပြီအမေဘလို့ညံတုံးနေသူနဲ့တောင်းကိုလက်ထပ်ပေးရတာလဲတမီးတို့နားဝမလဲတော့ဘူးရေကန်ကြီးရှိပါရဲ့နဲ့နွားကိုရေချိုးပေးလို့မရဘူးအဝတ်လျှောက်လို့လည်းမရဘူးရေလည်းခတ်ချိုးလို့မရဘူးတဲ့ဒါဖြင့် ဘာလို့များအဲ့ဒီရေကန်ကြီးကိုလှုပ်ထားရသေးတာတော့စိတ်မပူပါနဲ့တမိရဲ့တားစိတ်ဆိုးလို့ဒီတိုင်းပြောသွားတာပါအဖေပြန်ပြီးရှင်းပြလိုက်မယ်ပြီးတော့ရေကူးကန်ဆိုတာနင်တို့အမေပြောသလိုပဲအလားထားဖို့တခါတလေရေကူးဖို့ဒီတော့ပေးသုံးကြတာဦးမြကရှင်းပြနေတော့မို့ဝင်းမုံလေးနည်းနည်းတော့နားလည်အောင်ကြိုးစားကြည့်နေပါတယ်ဒီလိုနဲ့ရဲနှင်းငယ်လောက်ကြာသွားခဲ့ပါတယ်ဒီရမှာတော့ဝင်းမုံလေးပြင်းလာတာကြောင့်မို့ရေကူးကန်လေးကိုရေးသွန်းကူပါတော့တယ်ဒီခါဝင်းမုံရေကူးနေတာကိုကြည့်ပြီး တက်မှလည်းအံ့ဩနေပါ रे ပြီးတော့နှင်းကြီးကလည်းပြောလိုက်ပါ रे ဘလို့ပဲပြပြောရွာလူတွေကတုံးနဲ့အရဲဆိုပေမဲ့ရေတော့ကောင်းကောင်းကူးတက်ကြတာပဲနော်တကယ်တော့လေငါလည်းသူ့လိုမျိုးပဲရေကူးတက်ချင်တာတအားပဲဒါပေမဲ့ငါမှမကူးတက်တာမတက်နိုင်ဘောလေသူတို့နှစ်ယောက်လည်းဒီလိုပြောပြီးအိမ်ထဲဝင်သွားကြပါ रे ပြီးတော့တက်မှကလည်းရေကူးတက်ချင်တာမို့စိတ်မကောင်းဖြစ်နေပါ रे ဒီလိုနဲ့ပဲညဘက်ရောက်လို့အားလုံးထမင်းစားနေကြချိန်မှာတော့မောင်ထီးကအားလုံးကိုပြောလိုက်ပါ रे အဖေနောက်ဘက်ကိုဖိမွေးနေမဟုတ်လားဒါကြောင့်မွေးနေ့ပါတီကိုတန်းရူရဲ့အိမ်မှာကျင်းပရင်ကောင်းမလားလို့ဒီကုကန်နာမှာမီးရီစင်ပြီးလှုပ်ကြရင်ပျော်ဖို့ကောင်းမယ်ထင်တယ်။ဟမ်ဒါအရင်ကကောင်းတဲ့အကြံညာမယ်။အလုံးလေးမောင်ထေးအကြံကိုကြိုက်နှစ်သက်နေကြပါရဲ့။ဒီလိုနဲ့တရက်နှစ်ရက်ကြာပြီးတဲ့နောက်မှာတော့ပါတီပွဲတွေကိုရောက်လာပါရဲ့။အိမ်မှာလည်းပါတီပွဲရှိတာမို့တိမ်လုံးကိုလှပစွာဆင်းရင်ထားလိုက်ပါရဲ့။စားစရာအနေနဲ့လည်းရေကိန်းမုံတွေ၊ကိတ်တွေ၊အချိုမုံတွေအစရှိသဖြင့်အဆုံးပြင်ဆင်ထားပါရဲ့။ ခဏကြာမှတော့ဧည့်သည်တွေအများကြီးရောက်လာကြပြီးတချို့ကတော့အေးအေးတွေကိုယူတော့ကြကာတချို့ကတော့မုံတွေကိုစားရင်နေပြုံနေကြပါတယ်ဒီချိန်မှာပင်ဧည့်သည်တွေက ကလေးလေးကကြီးတွေကိုပြုတ်ကျသွားပါတော့တယ်ဒါကြောင့်ကလေးကိုကြီးတွေကနေကဲပေးဖို့ဝင်းမုံလေးကြီးတွေကိုအမြင်ဆင်းသွားပြီးအမြင်ရေကူးကကလေးကိုကဲတင်ခဲ့လိုက်ပါတယ်ဒါကိုမြင်တော့လားတဲ့ဧည့်သည်တွေလည်းတက်မာကိုပြောလိုက်ပါတယ်ဟဲ့နေရောင်မရေကူးတာတော်လိုက်တာ နေရောနေရောင်မရေကူးတာမတင်မဲဘူးလား ရေကူးတာဘာများခက်လို့တော့ဟဲ့ပြီးတော့တီတော်သူမငါ့ကိုဘာများတင်မင်းနိုင်မှာလဲသူ့ဘာသာသူရွာမှာနွားကိုရေချိုးပင်းကူးတက်နေရမို့ကဲနိုင်တာပါဟဲ့ဒီလိုမျိုးတက်မှာကတော့ဧည့်သည်တွေအရှင်မသူ့ကိုနှိမ်ပြီးပြောနေတာကိုဝင်းမုံလည်းအကုန်လုံးကြားသွားပါတော့တယ်။ဒါဟုတ်ကြပြီးဝင်းမုံတင်မကပဲတမိသားစုလုံးလည်းတော်တော်ကိုစိတ်မကောင်းဖြစ်ခဲ့ပါတယ်။ဒါနဲ့ဒေါနီလည်းတက်မှာကိုအိမ်နှေးခေါ်သွားလိုက်ပါတယ်။ခဏကြာမှပါတီပွဲလေးပြီးသွားပါတော့တယ်။ နောက်ရင်မှာတော့တမ္မာလိသူလင်းရေကူးတက်ကြံဝင်ပုံကိုပြကျင်းတော့မို့ရေကူးကန်လေးကိုဆင်းသွားလိုက်ပါတယ်။ဒါပေမဲ့သူကတော့ရေမကူးတက်တာကြောင့်မို့လို့နစ်လိုက်ပေါ်လိုက်နေရင်းနေနေပါတော့တယ်။ဒါပေမဲ့ဝင်ပုံကတော့အချိန်မီရောက်လာပြီးသူ့ကိုရေထဲကနေကယ်လိုက်ပါတယ်။အမအမလေးတော်သေးတာပေါ့။ကျမအချိန်မီရောက်လာလို့မဟုတ်ရင်အမတော့နှစ်တော့မှာဒါနဲ့အမရေကူးတက်ချင်တယ်ဆိုရင်ကျမကိုပြောမှာပေါ့။ကျမသိမေးလို့ရတာပဲ။ဝင်ပုံရဲ့ ငါအမြဲတမ်းနေကိုမနာလို့ဖြစ်နေမိရပါပါတီမှာလည်းငါနေကိုသူများတွေရှေ့မှာနှိမ်ချပြောခဲ့တယ်တာရောင်နေကငါ့ကိုရေကူးတင်ပေးချင်သေးရလားနင်ငါ့ကိုစိတ်မဆိုးလားယင်ဘာလို့စိတ်ဆိုးရမှာလဲအမကျမရောက်မှာပဲဟာ ਉ နင်ကလေအရန်စိတ်ထားကောင်းတဲ့ကောင်မလေးပါဝတ်မောင်ရဲ့ငါနေကိုတောသူမဟုတ်အထင်သေးမိတာတောင်းမှန်ပါရင်နော်ဒီနေ့တော့ငါနေကိုတခုတောင်းဆိုမယ်နင်ငါ့ကိုရေကူးတင်ပေးငါလည်းနင့်လိုပဲရေကူးတက်ချင်တယ်ဟာ ဒီလိုနဲ့တတ်မာလေးဝင်းမုံကိုမကောင်းမြင်နေတာကိုရှင်းလိုက်ပြီးအဆင်ပြေသွားကြပါတော့တယ်။ပြီးတော့ဝင်းမုံကလည်းတတ်မာကိုရီကူးတာတင်ပေးလိုက်ပြီးအချင်းကြလာတာနဲ့အမျှဝင်းမုံအပေါ်ကိုအမြင်တွေလည်းပြောင်းလဲသွားပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။